အော်ရှာရှာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့ရန်ကုန်မြို့ရှိတရုတ်တန်ယုံနဲ့မြန်မာတရုတ်ကျန်းစုကုန်သည်များအတင်းကငလင်ထန်တင်ဝင်တဲ့များအတွက်လူသုံးကုန်ပစ္စည်းများလှူဒါန်းတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံနဲ့မြန်မာတရုတ်ကျန်းစုကုန်သည်များအတင်းတို့ပူးပေါင်းပြီးမန္တလေးငလျင်ကြီးထံတင်ရှင်နေမြုံနယ်အမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများအထက်လူသုံးကုန်ပစ္စည်းများကိုမေလ9ရက်ကလှူဒါန်းကြကြောင်းသိရပါတယ်။အဆိုပါလူသုံးကုန်ပစ္စည်းများလှူဒါန်းပွဲသို့ရှင်နေမြုံနယ်အမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာကန်စောတက်ရောက်ပြီးမိမိတို့ဝန်ကြီးဌာနရှိငလျင်ထံတင်ဝန်ထမ်းများအထက်လိုအပ်လျက်ရှိသောလူသုံးကုန်ပစ္စည်း များလာရောက်လူနေခြင်းအတွက်ကျေးဇူးတင်ကြောင်းပြောကြပါရစေ။အဒီနာမြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ယုံနှင့်မြန်မာတရုတ်စံစုကုံတဲ့များအသင်းတို့လူရန်နှင့်တရက်စီရှင်တွေအိုလီအေးပီဘန်ကဆိုလာမီလုံးဆောင်းချနောင်းဖျားဆက်ပြားခေါင်းရှော်ရီတို့ကိုပြည်တော်စုဝင်ကြီးနဲ့တာဝန်ရှိသူများကလက်ခံပြီးဂုံပြုတ်မှတ်တမ်းလွှာပြန်လည်ပေးရကြကြောင်းသိရပါရစေ။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ကားပြက်လို့ရထားတဲ့ကွန်တိန်နာကို NC Alpha ရင်ဝင်တိုက်မှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ မြေကိုးတရအလေလမ်းလေကောင်မှကားပြတ်လို့ရထားတဲ့ကွန်တိန်နာအရှင်ကိုလူသုံးလိုက်ပါဆင်းနေလာတဲ့အယ်ဖက်ရင်ကနောက်ကနေဝင်တိုက်တာကြောင့်နှစ်ဦးပြင်ထန်ထင်ရရရှိကစေယုံတင်ပို့ကိုသားမှုခံယူရတဲ့ဖြစ်စဉ်မေလာကိုရည်နေည7နာရီကျော်ကဒေါပုံမျိုးနဲ့ဗန်ချန်းမဟာဗန်ဒူလာတရအပေါ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်တိုင်းမှုကြောင့်အယ်ဖက်ရင်ပေါ်မှာရှင်မောင်းမှာဥကောင်းခွဲပြင်းထန်တဲ့ရာ ရှင်မောင်းပေးမှာလိုက်ပါလာသူအမျိုးသမီးတအူးမှာခါရွေကျိုးထန်ရာ ရှင်နောက်ခန်းကအစင်းနေသူအမျိုးသမီးကဖူးရောင်ပွန်ပဲ့မစိုးရင်ရထင်ရရအရှိခဲ့တယ်လို့သိရပါတယ်။ထင်ရရလူနာတွေကိုအောင်ရဲသူလူမှုကွန်ကြီးအသင်းနဲ့မိဖက်အသင်းတွေကရန်ကုန်စေရောကြီးတို့ပို့ဆောင်ပေးခဲ့ကြကြောင်းသိရပါတယ်ရှင်။ထမန်းနေစမဲ့တဲ့ရင်ကတော့ပြိုင်ဘက်ကိုအလဲထိုးပြီးဘတ်သုံးသိန်းခွဲအပေါ်စုချေဘရိုနီကာရရှိတဲ့တဲ့ရင်ဖြစ်ပါတယ်။ တောက်ကြနေညပိုင်းကရှင်ပြန်သွားတဲ့ Wine Friday 5107ပြန်ပွဲရင်းကယန်းလက်ဝိမဲဘရိုနီကာဟာထိုင်းပြိုင်ဘက်လက်ဝိမဲဂျူနီယာကိုအလဲထိုးအနိုင်ရရှိခဲ့ပြီး1 Championship အဖွဲ့ကချီးမြှင့်တဲ့အပေါ်စုဂျေဘတ်3သိန်းခွင့်စက်သိန်း450ကျော်ရရှိသွားကြောင်းသိရပါတယ်။ ဒုတိယအကြိမ်တမီနီနဲ့ကိုစကန်အယောက်တွင်အလဲထိုးအနိုင်ရရှိခြင်းဖြစ်ပြီးအဆိုပါနိုင်ပွဲကြောင့်ပရိုနီကာဟာဝိုင်း Friday Fight ပြိုင်ပွဲတွင်ပထမဆုံးနိုင်ပွဲကိုရရှိသွားသလိုပိုစုဂျေဘတ်သုံးသိန်းခွဲကိုပါသိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ကတော့ဝါသနာရှင်မျိုးဆက်တဲ့လူငယ်များရွှေရလက်ဝေးပြန်ပွဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဂျင်းအကစားကလန်များတွင်ရိုးရလဝေလေခြင်းနေကြတဲ့ဝါသနာရှင်မျိုးဆက်တဲ့လူငယ်များရှင်ပိုင်ကစားမြင့်ရိုးရလဝေပြန်ပွဲကိုလာမဲစွန်လာတရက်တွင်ရန်ကုန်မြို့တိမ်ဖြူရိုးရလဝေယုံမှကျင်းပသွားမယ်လို့အဖွဲ့ချုပ်ကအတည်ပြုကြေညာထားပါတယ်။ ပြန်ပွဲတွင်အမျိုးသားအမျိုးသမီးပွဲစဉ်များကို55ကီလိုမှ60ကီလိုအထိသတ်မှတ်ပြီး3မိနစ်ချိုး2မိနစ်နာမြမရွှေရလဝင်းဤစနစ်အတန်းကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံရွှေရလဝဲအဖွဲ့ချုပ်ဟာရွှေရလဝဲမျိုးဆက်သစ်လူငယ်များပေါ်ထွက်ရေးဝါသနာရှင်မျိုးဆက်သစ်လူငယ်များရွှေရလဝဲအာမှန်ကန်သောနေလန်ဖြင့်ရှင်းပြနိုင်စေရေးအတွက်ပြိုင်ပွဲများလှဆင်ခြင်းပါပေးတော်မှာဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။